ရေကောက်ပွဲကျင်းပရန်တပတ်ပင်မလို့တော့တဲ့မေ29ရက်တွင်ထုတ်ပြန်ခဲ့တဲ့ Gate Assistant အရတောင်ကိုရီးယားတိုက်ခိုက်ခေါင်းဆောင်လီဂျင်းမြောင်သည်နိုင်ငံသမရဖြစ်လာရန်ပြက်ပြက်သားသားရေပန်းစားနေတယ်လို့သိရပါတယ်။သမရဟောင်းရုံးစော့ယူကအရက်ဖတ်အုပ်ချုပ်ရေးကိုရစိုင်းရန်မအောင်မြင်သောကြိုးပမ်းမှုကိုဒီဇင်ဘာလထဲကလှုပ်ဆောင်ခဲ့ပြီးနောက်နိုင်ငံရဲ့အချက်အလက်လာကြည့်ဖြစ်ပွားနေသောတောင်ကိုရီးယားနိုင်ငံသည်ဇွန်လ3ရက်တွင်ရေကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။ Gate Assistant အရဒီမိုကရက်တစ်ပါတီခေါင်းဆောင်လီကလူကြိုက်များမှုမှာ 49ရာခိုင်နှုန်းဖြင့်ပြပြသားသားရေပန်းစားနေတယ်လို့ဖော်ပြခဲ့ပါတယ်စစ်တမ်းဖြေဆို့သူများထဲမှာ49ရာခိုင်နှုန်းကသူ့ကိုအကောင်းဆုံးလူအဖြစ်ရွေးချယ်ခဲ့ကြတယ်လို့ဆိုပါတယ်၎င်း၏နောက်တွင်ဒုတိယရေပန်းစားဆုံးမှာကွန်ဆာဗေးတစ်အလို့သမားဝင်ကြီးကင်မွန်ဆူဖြစ်ပါတယ်အာနာယပြည်သူအာနာပါတီကကင်မွန်ဆူသည်လူကြိုက်များမှုမှာ35ရာခိုင်နှုန်းရှိနေတယ်လို့ဆိုပါတယ်တတိယမြောက်ရေပန်းစားဖြစ်နေသူမှာပြည်ပြင်ပြောင်းလဲရေးပါတီ၏လီဂျွန်ဆော့ဖြစ်ပါတယ်သူသည်တောင်ကိုရီးယားလူငယ်များကိုဥတီစင်ယုံလျက်ရှိတယ်လို့သိရပါတယ် သူ့ကိုလူကြိုက်များမှုမှာ၁၇ရာခိုင်နှုန်းရှိတယ်လို့ GAT လူမှုသဘောထားစစ်တမ်းတွင်ဆက်လက်ဖော်ပြထားပါတယ်။